မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေတွေဆရာကဒီတခါတော့2025ခုနှစ်17လပိုင်းအတွက်တောက်ကြတော်မူမိတ်ဆွေတွေအတွက်တလစာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစရမ်းကိုဆရာကပြောပြပေးမှာဖြစ်ပါတယ်ဥစ္စာပထမတောက်ကြတော်မူမိတ်ဆွေတွေအားလုံးဘေးပြာမှန်သမျှဝေးကွာကြပါစေကြောင်းကျွန်တော်ကဒီကနေမြတ်တာကိုဆုတောင်းလိုက်ပါတယ်ဆရာတို့အချိန်တွေတွေ့ရနေပြောင်းလာတာဟောဘာလို့လို့လဲအခုဆိုရင်တော့2025ရဲ့နိုဝင်ဘာလ တနည်းအားဖြင့်17လပိုင်းကိုရောက်ရှိလာပြီဖြစ်တယ်။အဲ့တော့ဆရာမေဆွေတောက်ကြတာသမီးတွေဒီ2025ခုနှစ်ဟာဇာတ်လို့ဇန်နဝါရီလဆလို့ဒီဆယ်လပိုင်းဒီအောက်တိုဘာလဒီမှာမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းနဲ့17လပိုင်းကိုထားလိုက်တော့မိတ်ဆွေတို့ဆယ်လပိုင်းတွေမှာမိတ်ဆွေတို့2025ခုနှစ်ဟာမိတ်ဆွေတို့အတွက်ကံကောင်းတဲ့နှစ်များဖြစ်ခဲ့သလားသူမဟုတ်ဘာရင်များမိတ်ဆွေတို့ကံညံ့တဲ့နှစ်များဖြစ်ခဲ့သလားသူမဟုတ်ဆရာကြီးတာမန်အတိုင်းမှာပဲများဖြစ်ခဲ့သလားဆိုတာဆရာကိုသုံးသပ်ပြပါဦး ဒါပြင်ဆရာမိတ်ဆွေတွေနေနေအဲဟိုကျွင်းကြနေနေဆရာရဲ့ဟောစရံတွေကိုရောနားထောင်ကြည့်ရလားထို့အတူပဲမိတ်ဆွေတို့နေနေဟောစရံတွေမှာရောအဲမိတ်ဆွေတို့အစဉ်ပြေရလားတိုက်ဆိုင်ရလားဆိုတာလေဆရာကိုကောမန်လေးတွေမှတ်ပြကြပါဦးလို့ဆရာကထပ်လောင်းမြစ်တာပြောဆိုလိုက်ပါတယ်ထို့အပြင်မိတ်ဆွေတို့တောက်ကြတာပြီမိတ်ဆွေတွေအတွက်အဲဆရာကတလှစာကိုမပြောမီထပ်ပြောချင်တာကအဲဆရာတဖြည်းဖြည်းနဲ့ဆရာနဲ့ကင်မရာရှိဆိုအန်ဒရန်ဖြစ်နေတယ် ျွန်တော်လည်းတဖြည်းဖြည်းနဲ့အစင်းမြင့်တင်နိုင်သလောက်အည်သွေးကောင်းအောင်မိတ်ဆွေတို့ကြည့်ရတာအစင်ပြေအောင်လည်းတက်နိုင်လို့စူးစမ်းပေးနေပါတယ်ခင်ဗျသို့တော့အဲနည်းနည်းလေးဟိုတချို့ကင်မရာလေးနဲ့ဆရာအသားမကျသေးတဲ့အခါလိုအပ်တဲ့အရာလေးရှင်နားလည်ပြီးလိုအပ်ကြောင်းထပ်လောင်းပြောရင်းနဲ့ဆရာမိတ်ဆွေများအားလုံးကဲတောက်ကြတွေအတွက်ကိုစားလိုက်ကြရအောင်ဒီနေ့25ခုနှစ်17လပိုင်းပြမှာတောက်ကြသမီးမိတ်ဆွေတို့ရဲ့ကံဟာတားတော်ဥစွာဆွဲပြီးတော့ တောက်ကြသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့လက်ရှိ2025ခုနှစ်စက်တလပိုင်းရဲ့ကန့်ဟာဘာကိုဖြစ်ဖြစ်အဂရစ်ကဒါအမရာကဖြစ်နေတဲ့အတွက်ဘာကိုမဆိုချစ်တူဆောင်ရလှုပ်ဆောင်မှာအဲစူးစမ်းမှုအောင်မြင်မှုနဲ့ချစ်တူလှုပ်ဆောင်ရင်မွှဲမလျှော်သောဆွဲလုံးလားနဲ့ဥဆောင်လို့ရဘာကိုဖြစ်ဖြစ်အောင်မြင်ခြင်းနဲ့အေးချမ်းခြင်းတွေရရှိမယ်ဆိုတဲ့ကာလဖြစ်ပြီးတော့မိမိတို့ရဲ့ယဉ်ထဲမှာဖခင်နဲ့တူသောစိတ်မျိုးတို့မဟုတ်လို့ရှိရင် အဲလုံခြုံမှုပေးနိုင်ဆိုတာအေးချမ်းမှုပေးနိုင်ဆိုတာသူမဟုတ်ဘူးကိုကိုတိုင်းစူးစမ်းပြီးတော့လုပ်ပြမယ်ဆိုတဲ့စိတ်ကလေးတွေငါမဖြစ်ဖြစ်အောင်တော့လုပ်ရမယ်ဆိုတဲ့စိတ်ကလေးတွေကောင်းသောစိတ်ကလေးတွေကိုမွေးမြူစဉ်းစားနေပြီးတဲ့အခါမိတ်ဆွေတို့ရဲ့မိသားစုနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့အရာရာကိုဥဆောင်ကျင်တဲ့စိတ်တွေများစွာဖြစ်ပေါ်နေတော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့ဟာဒီလတာအတော်တွေမှာဆိုရင်အဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်တတ်တယ်ကြော်စောတတ်တယ်ဒါကြောင့်မိတ်ဆွေတောက်ကြတာသမီးများအနေနဲ့ အဲကောင်းတဲ့အရာလေးတွေကိုလှုပ်ဆောင်တဲ့အခါမှာရှေ့တို့လှုပ်ဆောင်ပြီးတော့ဆိုးတဲ့အရာလေးတွေမှာတော့သတိထားစင်ကြင်ပြုမှုဆောင်ရွက်ရန်လိုအပ်ကြောင်းနဲ့အဆိုးပြေဖြစ်ပါစေကောင်းပြေဖြစ်စေထင်ပေါ်ခြင်းကြော်စောခြင်းတွေရရှိတတ်တဲ့လဖြစ်ပါတယ်ဒီလအတွင်းမှာမိတ်ဆွေတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်လာရင်ငွေမမြဲသောလဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်သောကိစ္စလေးတွေမှာလူမြင်မကန်တာမျိုးကိုယ့်လက်ထဲမှာငွေထားတဲ့အခါလူမြင်နဲ့ငွေထားမမြဲတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်လာတဲ့အခါမှာ ဟိုငွေကြီးနဲ့ပုံနဲ့ဟာမတည့်နေတဲ့အကာလလေးဖြစ်တတ်တဲ့အတွက်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလူမှုရေးကိစ္စဘာသာရေးကိစ္စတိုင်းနိုင်ငံရေးဆောင်တာကိစ္စဟိုကိုယ့်လက်ထဲငွေရှိနေရင်ကိုအเจ้าညာမျိုးစုံနဲ့အဖက်ဖက်ကနေပြီးတော့ငွေကုန်ကြီးကြများတတ်တာမျိုးထွက်တာတာမျိုးကြုံရတတ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့ငွေကြီးလက်ထဲမှာထားခြင်းထက် ရွှင်ပြနေတဲ့မိတ်ဆွေတို့ကဘာကိုမစုံငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာယင်းနှီးလှုပ်ဆောင်တာမျိုးဝယ်လိုက်တာမျိုးတွေဘာဖြစ်ဖြစ်ကြံ့ကြာတွေ့ဝင်နေပဲနဲ့ခြေတူဆောင်ရလှုပ်ဆောင်လိုက်တာဟာပုံမူအာသာကောင်းမှုတော့လာဖြစ်နိုင်မယ်လို့ဇာကအကြံပေးပြရစီအဲရစရာရှိတဲ့ငွေကြီးကိစ္စတွေနဲ့ပတ်သက်လာတဲ့အခါမှာလည်းပြောဆိုဆောင်ရွက်ပါလက်ထဲမှာငွေထားတာတဲ့ယင်းနှီးလှုပ်ဆောင်တာဟာပုံမူအာသာတိုးတက်နိုင်တော့လာဖြစ်ပါတယ်အလौရှာနေသောတောက်ကြသောသမီးတွေအလौတိရရှိတတ်တဲ့ အလုံးအသေးရရှိတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ဆောင်လို့ရတဲ့မိတ်ဆွေများဒီလဟာအကောင်းမွန်ဆုံးနဲ့ကံရဲ့အထောက်အကူများစွာရရှိတတ်တဲ့လဖြစ်တဲ့အတွက်ဘာလို့မဆိုလုပ်ငန်းစတင်ခြင်းဥဆောင်ဆောင်ရွက်ခြင်းတွေအတွက်တော့အားသာပြီးတော့ကောင်းမွန်တိုးတက်နိုင်သောကာလဖြစ်ပါတယ်အမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေရှေ့တူဆောင်ရွက်ပါကိုယ့်ဘက်ကအနိုင်ရရှိတတ်သောကံတရားကိုရရှိတတ်ပါတယ်ထို့ပြင်မိတ်ဆွေတို့အနေနဲ့ယုံကိစ္စဟာလာအမှုကိစ္စစာချုပ်စာတမ်းကိစ္စစာရွက်စာတမ်းကိစ္စတွေနဲ့ပတ်သက်ရင်ချစ်တူဆောင်ရွက်လှုပ်ဆောင်မှာ ထို့အပြင်မိမိတို့ရဲ့မိသားစုဝင်ဆွေမျိုးသားချင်းတွေထဲမှာအရှုံးအောင်ဖြစ်နေသူများအရှုံးအောင်လွတ်မြောက်လာခြင်းသို့မဟုတ်လို့ရှိရင်အဆက်အသွယ်ပြတ်နေသောမိတ်ဆွေအပေါင်းအသင်းဆွေမျိုးသားချင်းတွေနဲ့အဆက်အသွယ်ပြန်လည်ရရှိလာမျိုးပျောက်သောသူချာလီရရှိလာမယ်လားဖြစ်တယ်။ကျမ်းမာရေး ကျမ်းမာရင်နဲ့ပတ်သက်လာရင်တော့ဦးကောင်းနဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲတာမျိုးလေးတွေအတွေးလွန်၍ညအိတ်မပြောတာမျိုးလေးတွေနည်းနည်းလေးစိတ်ညစ်စရာမိသားစုအပူကိစ္စလေးတွေကြောင့်သာကျမ်းမာရင်နဲ့ပတ်သက်လာရင်အိတ်မပြောတာမျိုးအဲဆွနလိုပေါ့ဟိုအတွေးနည်းနည်းများနေတော့ကာလာခေါင်းခေါင်းကြိုက်တွေးတွေးတွေးတက်ကလွှင်စစဝဝတော့ဘာမှမရှိနိုင်ပါဘူးခင်ဗျာဒီလက်ထာတော်တွင်မှာအကျိုးပေးသောလုပ်ငန်းများကိုဆရာဆက်လက်ပေါ်ပြပေးပါစီ ဒီနှစ်2025ခုနှစ်17လပိုင်းတွင်မှာတောက်ကြသသမီးမိတ်ဆွေများလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာလို့ရှိရင်ယာရုလုပ်ငန်းကိုင်ငန်းအသစ်ပြောင်းလဲလှုပ်ဆောင်တာမျိုးတွေပိုကောင်းပါတယ်ယာရုတိုးဖို့ထက်အဲတပည့်လက်သားအပြိုင်ဆိုင်အတိုက်ခိုက်လေးတွေဂျုံဟတ်တက်တယ်လို့ယာဒူတိုးတဲ့အခါမှာလည်းနေရာထိုင်ခြင်းနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးလေးတွေအပြောင်းရွှေ့ကိစ္စလေးတွေကြောင့်ဝေကုန်ကြီးကြများတာမျိုးလေးတွေဂျုံဟတ်တက်တဲ့အတွက်တော့ဒီလအပြင်မှာဖြစ်နိုင်ရင်ယာဒူတိုးဖို့ယာဒူတက်ဖို့ပြောဆိုဖို့အတွက်ဆိုရင်မိတ်ဆွေတို့အနေနဲ့အောက်ဤတိခံထားဖို့လိုအပ်ပါတယ် ထို့ပြင် OA ရှမ်းပြည်နဲ့ပတ်သက်တာတွေရှေ့တူဆောင်ရလှုပ်ဆောင်မှာအဲဒါအပြင်မိတ်ဆွေတို့အနေနဲ့ကိုကိုတိုင်းဦးစီးဦးဆောင်လှုပ်ချင်းတွေရှေ့တူကောင်းမှမှာတယ်အမှုပညာနဲ့ပတ်သက်သောလုပ်ငန်းတွေအစိုးအကအရေးအတိပကြီးပဟုဝေရင်ပိရစန့်ကြန့်ပြုတ်ဆောင်ဒါမျိုးတွေနဲ့ပတ်သက်လာရင်ရှေ့တူဆောင်ရလှုပ်ဆောင်ကောင်းမြင်မဲ့ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းအနေနဲ့ပတ်သက်တာမျိုး အဲရဝေးခရီးသွားလေးတွေနဲ့ပတ်သက်ရင်တော့တတိထားစီနေရမယ်ကာလဖြစ်ပြီးတော့ငွေကြေးလိန်ခံရခြင်းတွေအမျော်မှန်းထားသလိုဖြစ်မလာတာမျိုးလေးတွေအလွယ်လွယ်ရှော့ရှော့လေးတွေဖြစ်တတ်တဲ့အတွက်တော့တောက်ကြသားသမီးမိတ်ဆွေများခရီးသွားခြင်းကိစ္စ passport visa ဆိုင်ရာကိစ္စနိုင်ငံခြားကြေးဝေးခရီးသွားနဲ့ပတ်သက်ရင်တော့သတိပြုစင်နေရအတွက်တော့လိုအပ်သောလအဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီအလောင်းစားနဲ့ပတ်သက်ရင်အတော်ကိုတတိထားရမယ်လဖြစ်ပြီးတော့ကြွေတလဲကြက်တကုံဆိုတာမျိုးကံညက်စမ်းတာမျိုးလေးတွေကိုဖြစ်နိုင်ရင်တတိထားပါ ငွေကုန်ငွေနဲ့ဆင့်ပြီးလုပ်တဲ့အလုပ်တွေအစုရှယ်ယာငွေကြီးနဲ့ပတ်သက်တော်လုပ်ငန်းတွေအစုကြီးတို့ငွေတို့ရှိတာတို့ငှားတာတို့နဲ့ပတ်သက်တာမျိုးငွေကြီးနဲ့ပတ်သက်ရင်ထိတွေ့နေတာမျိုးငွေလွှဲလုပ်ငန်းငွေထုတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အလွယ်လွယ်အမှားမှအထစ်ထစ်အချော်ချော်လေးတွေကိုမဖြစ်ပေါ်လာစေဖို့အတွက်မိတ်ဆွေတို့တတိထားဆင်ခြင်ရအတွက်တော့လိုအပ်တော်လာဖြစ်ပါတယ် ဒါပေမဲ့မိတ်ဆွေတို့အနေနဲ့စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်။ကိုပိုင်ဆိုင်လုပ်ငန်းတွေစံစီစင်းစားစပစ်စီစားသောက်ကုန်နဲ့ပတ်သက်တာတွေအဆောက်အဦဆိုင်ရာလုပ်ငန်းတွေရှေ့လို့ဆောင်ရလှုပ်ဆောင်ရင်အားသာခြင်းကောင်းမွန်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကံတရားရဲ့အထောက်အပံ့ကိုရရှိတတ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့အလားကုန်ဆိုင်ရာလုပ်ငန်းတွေ အဲထို့ပြင် ပကြီးပခုတို့ရေးတို့ကုံချောက်တို့အဲလဲလီအဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးရေထွက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးလေးတွေချစ်တို့ဆောင်ရလှုပ်ဆောင်မှာအဲကိုပိုင်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ချစ်တို့ဆောင်ရလှုပ်ဆောင်တာမျိုးအောင်မြင်တိုးတက်နိုင်ပါတယ်ခီးသွားစပစ်စီရင်နဲ့ပတ်သက်ပြီးတော့ အဲယင်အစ်စ်ဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ရဝေးမှဆွေမျိုးသားချင်းတွေရဲ့ကောင်းသောသတင်းတွေကြားရတတ်တော့လာဖြစ်ပါတယ်ထို့အပြင်အလူကြီးကြီးပြုလုပ်ရတာမျိုးတွေအလူဒါနပြုလုပ်ရတာမျိုးတွေကြုံရတတ်တယ်လို့မထင်မှတ်ဘဲနဲ့မိတ်ဆွေအပေါင်းအသင်းအစ်စ်တွေရဲ့အကူအညီပုံများစွာရရှိတတ်ပြီးတော့အဲမိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွေမှာဆိုရင်ဥဆောင်ရမယ့်ကာလဖြစ်တယ်သို့တော့ဘာသာကြီးမှာဗဇက်ကဖရလက်ကခါရဖြစ်နေတာမျိုးတွေတတိပြုပါ မိဟောင်းဆွေဟောင်းနဲ့ပတ်သက်လာလို့ရှိရင်စိတ်တော့ကပြီးတာမျိုးလေးတွေမိဟောင်းဆွေဟောင်းနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်အပေါ်မှာအဲဟိုဆွနာလို့ပေါ့စိတ်ညစ်စရာလေးတွေကြုံပေးရတတ်တဲ့အတွက်ကြောင့်မလို့မိဆွေအပေါင်းနဲ့ဟောင်းနေနဲ့ပတ်သက်လာရင်တော့မိဟောင်းဆွေဟောင်းနေမှာတော့တတိထားပါတို့တဲ့ရင်ကိုထက်အသက်ငယ်သောမိဟောင်းဆွေအောင်အပေါင်းမိဟောင်းလေးဒီမှာတော့ပုံမူပြီးတော့သတိပြုစင်ခြင်းရလိုအပ်သောကာလပိုင်းရှားဖြစ်ပါလေခင်ဗျာတို့အပြင်ဒီလာတာတော့တွင်မှာမိဆွေတို့အနေနဲ့သတိပြုစင်ခြင်းရမယ့်အချက်ကလေးတွေရှိပါသေးတယ် ကိုကမိမိအနေနဲ့ဘယ်အရာကိုမစုံမှန်းနဲ့ထင်ပြီးတော့ပြောဆိုဆုံးဖြတ်ပြီးတော့ဟိုခြေသမယကိုပုံအောလှုပ်ဆောင်တာမျိုးလေးတွေအာသိရင်ဟိုမိသိရင်မိကြီးချင်းရွှေထီးဆိုတဲ့လုပ်ငန်းတွေကိုတော့တာမန်ထက်ပို့ပြီးတော့သတိပြုလှုပ်ဆောင်ရတဲ့အတွက်တော့လိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ OA ရှမ်းပြည်နယ်ပတ်သက်တာတွေဆောက်လုပ်တဲ့လုပ်ငန်းတွေအာမခံလုပ်ငန်းတွေဟိုဆနလိုကိုကိုတိုင်းဥစည်းဥဆောင်လုပ်ရတဲ့လုပ်ငန်းတွေဘာမှစုရှိတိုးဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့ကံတရားရဲ့အထောက်အပံ့ကိုများစွာရရှိတတ်သောကာလဖြစ်ပါတယ်။ အရေးပြားနဲ့ဆိုင်သောလုပ်ငန်းတွေအသားအိမ်နဲ့ပတ်သက်သောလုပ်ငန်းတွေအလှကုန်ဆိုင်ရာကိစ္စလေးတွေဖန်ဆီးရနဲ့ပတ်သက်တာမျိုးလေးတွေဇပင်းတို့ဥမာဒီဇိုင်နာတို့ဂရက်ဖစ်တို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တို့ဆောင်ရလုပ်ဆောင်ရင်ကန်တရားရဲ့အထောက်အပံ့များစွာရရှိတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီလူငယ်တွေအရှိရင်းနဲ့ပတ်သက်ရင်တော့အဲခုတ်ရတခြား ချရာတရားဖြစ်တတ်ပါတယ်။သမီးကြီးဆိုင်နဲ့ပတ်သက်ရင်တဦးနဲ့တဦးတယောက်နဲ့တယောက်အိမ်ဆောင်ပြုမယ်ပြောကာမှာပြဿနာတက်တာမျိုးတွေမိသားစုဆွေမျိုးချင်းအဲစကားပြောမယ်ဆိုကာမှာသူမဟုတ်စကားပြောခိကြမှာပြဿနာပဋိပက္ခလေးတွေပေါ်တတ်တာမျိုးမိမိရဲ့ပဋ္ဌာန်းဆက်တွေပုဂ္ဂိုလ်ဆက်တွေအတိတ်ကအဆက်ဆက်တို့တိုက်ဆွဲတို့နှက်ဆွဲတို့ဒီလိုအဆက်ဆက်တွေရဲ့အဲ့ရဟိုဆွမ်းလာလို့စိတ်တော့ကပြီးစရာစိတ်ညစ်စရာလေးတွေကြုံရတတ်တဲ့အတွက်တော့တောက်ကြတာသမီးမိတ်ဆွေများဒီလဟာအဲ အိမ်အောင်ပြူချင်းပွမှုကြက်တို့ရိုးရာတို့အစရှိတို့ရှင်းထုံးလဲမပဲကောင်းဈေးထုံးလဲမကြွယ်ကောင်းကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ဒီအရာလေးတွေကိုတော့သတိပြုဆင်ခြင်ပေးရအတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအရှိရင်နဲ့ပတ်သက်လာရင်ဝေးကွာနေတော့မိတ်ဆွေများတုံးနဲ့တူတယောက်နဲ့တယောက်အိုရှင်ထားအိုရှင်ထိကြိုးချင်းထားကြိုးချင်းညှိတယ်လို့မျိုးအဲမထင်မှတ်ထားလိုက်အောင်အဲ ပြုံဆုံးရတာမျိုးလေးတွေအချီရင်းနဲ့ပတ်သက်လာရင်တဝင်းတို့ရွတ်တာမျိုးလေးတွေကြောင့်တယောက်နဲ့တယောက်အပြင်းထန်လွှဲတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အချီရင်းမြစ်တာရေးဆန်းအားဖြင့်အားလဲတော့လာဖြစ်ပြီးတော့အင်နာဗျူချင်းစိဆက်ချင်းပြောဆိုလှုပ်ဆောင်လာမှအထင်အမော့ကြံ့ကြာလေးတွေကြုံရတတ်တဲ့အတွက်တော့ဇာမင်းတောက်ကြသားသမီးမိတ်ဆွေများဖို့အချီရင်းမှာတော့လူငယ်တွေသတိပြုစင်ခြင်းရလိုအပ်ပါတယ်မိမိရှစ်တော့မြန်လို့တော့သူကိုဖွင့်ပြောလိုက်တာမှအထင်မြင်မှားတာမျိုးလေးတွေသတိပြုစင်ခြင်းရအတွက်တော့လိုအပ်ပါတယ်ပတ်စံပြောက်တာမျိုးတခိုးခိုးခံရတာမျိုး စက်ပစ္စည်းပျောက်တာမျိုးတခုခုခံရတာမျိုးဒီကြုံရတတ်တဲ့အတွက်တော့သတိထားဆင်ကျင်ပြီးတော့တမိုးရှိတဲ့အရာတွေကိုထားတဲ့အခါမှာလည်းအထာမအလုံမအဝယ်မတွေဖြစ်တတ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာတော်တွင်မှာဆိုရင် ိန်ထောင်ကြီးနဲ့ပတ်သက်လာတဲ့ခါမှာအိန်ထောင်ကြီးနဲ့ပတ်သက်လို့တော့စိတ်ချမ်းသာစရာပါပဲဒီလက်ကတော့ဒီမှာဆိုရင်ငဘူကဝေးကွာနေတော့အိန်ထောင်ရှင်မြအဖို့ပြန်လဲစုံစည်းတာမျိုးလေးဒီကြုံရတတ်တယ်လို့အိန်ထောင်ကြီးနဲ့ပတ်သက်လာရင်ငဘူကသွေးအေးနေတော့မိတ်ဆွေများအိန်ထောင်ကြီးနဲ့ပတ်သက်လို့များစွာအထောက်အကူရရှိပြီးတော့အိန်ထောင်ဘက်ရဲ့အကြောင်းပြုပြီးဖြစ်စေအိန်ထောင်ဘက်နဲ့ပတ်သက်ပြီးတော့အစင်မပြေမှုတွေအစင်ပြေလာတာမျိုးအိန်ထောင်ဘက်ရဲ့အထောက်အကူကိုများစွာရရှိတတ်တာမျိုးထူးထူးခြားခြားပြောင်းလဲမှုတွေရရှိလာမဲ့ကာလဖြစ်တဲ့အတွက်တော့အိန်ထောင်ကြီးနဲ့ပတ်သက်လာရင် ရသမီကိစ္စလေးတွေကြောက်ချစ်တို့ဆောင်ရွက်တိုင်းမင်းသားမျိုးလေးတွေအိမ်တော်ကြီးနဲ့ပတ်သက်လာရင်မိမိရဲ့အိမ်တော်ဘက်ပေါ်မှာအဲတဦးနဲ့တူတယောက်နဲ့တယောက်နှွေးထွေးမှုနဲ့ငြိမ်းချမ်းမှုလေးတွေကိုရရှိအောင်စွမ်းဆောင်မှာပုံမူပြီးတော့အားသာပြီးတော့အစဉ်ပြေဈေးနိုင်ပါလေဒီနေ့မှာစကားလေးတစ်ခုဖြတ်ပြောပြရစီဇာတွေ့ကြုံမဲ့ကျွန်တော်ပြည်တဲ့ဇာဖြစ်တာခုနှစ်နှစ်ကျော်လို့ကျော်လာပြီဒီအတော့တွေမှာကျွန်တော်တွေ့ကြုံရသမျှလေးကိုစကားလေးတစ်ခုလောက်ဇာမိတ်ဆွေများမေတ္တာနဲ့လက်ဆောင်ပေးပြရစီ ကျွန်တော်စကားပုံတစ်ခုကြားဥပါတယ်မိသားစုထဲမှာတာသမီတွေလိမ်ပါရှင်ယောက်ျားကမိန်းမကိုရှစ်ပြပါတဲ့မိန်းမကယောက်ျားကိုယူသေးပြရင်တာသမီဟာဆုံးမเสียမလို့ပဲလိမ်ပါပါတယ်တဲ့ဒါကတော့ကြားဖြတ်ပြောလိုက်တာပေါ့သို့တော့မိတ်ဆွေများခင်ဗျာကဲတချို့မိသားစုတွေဆိုလို့ရှိရင်အဲဘီရင်းစီယာဆိုတာကင်ဆာတက်လာမယ်သူနဲ့ညံ့လာမယ်သူကိုကြီးလိုက်တာ ਨੇ အများစုသိပါတယ် ဘာလို့တည်လဲဆရာကြီးဆိုရင်ကန်စာတာတတ်တော့မယ်မိသားစုဟာအဲတယောက်နဲ့တယောက်တူနဲ့တူရှစ်ရှစ်ခင်ခင်ကြင်ကြင်နန်နာရှိရတယ်လို့လင်ကလည်းလင်ကိုမရကလည်းမရကိုအဖေကလည်းဖအေးကိုမအေးကလည်းမအေးကိုသာသမီကလည်းသာသမီကိုတူနဲ့တူတယောက်နဲ့တယောက်အကိုမောင်နှမညီကိုမောင်နှမတွေအဲတူတုံစင်းမဲ့ဖြစ်ဖြစ်တွေးစည်းပြီးတော့ညီညွတ်နေရင်မိသားစုကမကြပါဘူးအဲ့ဒီမိသားစုကကျင်းသိစီးပွားတက်တော်ပါလိမ့်မယ်။ဘာပဲလုပ်လုံတော့ဟဲ့ သူကသူဘာပဲလုပ်နေလုပ်နေအရင်ကငွေဝင်ငွေကောင်းပါတယ်ပြောပြောမိတ်ဆွေများမိသားစုအတွင်းမှာတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာများမျိုးတယောက်ကဟွန်းတယောက်ကဟဲဆိုတာမျိုးကိုယ့်ရဲ့အိမ်လွင်ရေးကိစ္စတွေကိုအခြားသူတဦးတယောက်ကိုပြောနေရပြီဆိုရင်ဂျင်းတည်ပါလေအဲ့ဒီမိသားစုမကြခင်စီးပွားပြတ်ပါတော့မယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့စီးပွားရေးမိသားစုရေးအဆင်မပြေရင်မိသားစုရေးအဆင်ပြေအောင်နားလည်မှုမလွဲအောင်ကြိုးစားရင်စီးပွားရေးအဆင်ပြေပါမယ်စီးပွားရေးဘလောက်ပဲကောင်းကောင်း မိသားစုရေးဒီမှာနားလည်မှုလွဲနေရင်တော့ချိန်သေးပါတယ်ခင်ဗျာမိတ်ဆွေတို့မကြခင်မှာအခက်အခဲအကျက်တွေဂျုံလာအတက်တာကိုကျွန်တော်လေ့လာဖို့ခင်ဗျာဘ ഹു တုတလေး share လုပ်ရင်းနဲ့ဆက်ပြောလိုက်ရအောင်တောက်ကြတာပြမိတ်ဆွေများအိမ်ဆောင်ရင်းနဲ့ပတ်သက်ရင်တော့စိတ်ချမ်းသာစရာပတင်းလေးကြီးကြားရတတ်ပါလေအဆက်အသွယ်ပြတ်နေသူလေးပြန်လဲဆက်သွယ်ရရှိတာမျိုးဝေးကွာနေသောအိမ်ဆောင်ပါများပြန်လဲတွေ့ဆုံရတာမျိုးတွေဂျုံအပ်တတ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီဒါအပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးခီးသွားတာမျိုးတွေတော့အကျိုးပေးအားသာကောင်းမှာပါလေ ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခရီးသွားရဝေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးကြံ့ကြာဟန်တားနိုင်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြေးနဲ့ပတ်သက်လို့လူယုံမလွယ်ပါနဲ့တတိထားဆင်ပြေရန်လိုအပ်ပါတယ်ပတ်စံပြောက်တာမျိုးတကိုးခုခံရတာမျိုးကပိုက်နိုင်ခံရတာမျိုးဒီကြုံရတတ်တယ်လို့ဓမ္မိုးရှိတဲ့အရာလေးတွေထားတဲ့အခါမှာအထားမားတာလူတွေဒီကြုံရတတ်တော့ကာလာပိုင်းခြားဖြစ်ပါတယ်ဒီလာတာအတော့တွင်မှာဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဟိုဘာဖို့မဆိုအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ တောက်ကြတောက်ကြချင်းတွဲဖက်လောက်တာမျိုးတွေသို့မဟုတ်တနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတွေဟာမိဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေပါလိမ့်မယ်ဒါအပြင်မိဆွေတို့ဒီလာတာတော်တယ်မှာဆိုရင်အဲဒီလာတာတော်တယ်မှာမိဆွေတို့နဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေကိုပဝန်းကျင်ကိုဖွင့်ပြောတာမျိုးမိဟောင်းစုရောင်းတွေကိုတိုင်ပင်တာမျိုးလေးတွေဟာစိတ်ညစ်စရာတွေကိုပြဿနာတွေကိုပြန်လဲယူဆောင်လာတာမျိုးတွေဖြစ်တဲ့အတွက်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စတွေမှာတူတူသိသိနဲ့ဖြည့်ရှင်းဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီမိသားစုအတွင်းမှာ နော်တဦးပေါ့မိသားစုအခြားသူတဦးတယောက်ကိုအကြောင်းပြုပြီးစေတနာတွေကြောင့်ဝေဒနာဖြစ်တာမျိုးတွေကိုမိသားစုမှာအအပွဲအကြောင်းကြီးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အမိမိတို့ရဲ့မိသားစုတဲ့အခြားသူကိုကူညီဆောင်ရွက်တာမျိုးလေးတွေမှာတော့သတိပြုစင်ကြင်ရတော်တော်လိုအပ်ပြီးတော့အာဟာနာရင်ခါပါတတ်တော်လာဖြစ်ပါတယ်ဗဇက်ကဖရားလက်ကကာယဖြစ်နေတတ်တော်လာဖြစ်တယ်ဒါကြောင့်တောက်ကြတာသမီးမိတ်ဆွေများဟိုအဋိဋ္ဌံပြုလို့တပါဆိုရင်တော့ဖြင့်တမ္မာတံပုတ်တော်ဆိုတော့ဂုံတော်ပတိကိုတနေ့ကို၆ပတ်နှုံးနဲ့ ဆက်၂ရက်တိတိအတိတ်ခံပြုလိုက်ပါကတောက်ကြတာသမီးမိတ်ဆွေများအစဉ်ပြေလာမှာအတိကြပဲဖြစ်တယ်။ဆရာကြီးပတိတော်မစိတ်ချင်ဘူးပဋ္ဌာန်းရတာမျိုးပဟိရတာမျိုးဘာတွေရွတ်တင်တယ်လဲဆရာကြီးဆိုရင်တော့မိတ်ဆွေတို့မြန်မဟာသမယတုတ်ကို73ရက်74ရက်တိတိအတိတ်ခံပြုပြီးတော့အိမ်ကမိမိအိမ်ရမျက်စွာဖရားမှာပူဇော်ခြင်းအဖြစ်ကန်စတာညံ့နေတော့ကံကောင်းမှုတွေရရှိလာမှာအတိကြပဲဖြစ်တယ်။ဒါဟာပြင်တောက်ကြတာသမီးမိတ်ဆွေဒီလတာတော်တွေမှာဆိုအဝါရောက် အသားရောင်ထို့လူအစိမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့အကံကိုတိုးတက်ကောင်းမှုစေပြီးတော့တောက်ကြတောက်ကြရင်တွဲလို့တာမျိုးတနင်္ဂနွေသားသမီးတွေဟာကံရဲ့အထောက်အကူရရှိတတ်သောလဖြစ်ပါတယ်ဒီလက်နာအတော်တွင်မှဆိုအချိုးပိသုစီသောကဏ္ဍအဖျားတွေနေနဲ့ရှောက်ကဏ္ဍရှစ်ကဏ္ဍတုံညာကဏ္ဍတွေဟာမိတ်ဆွေတို့ကအချိုးပိခံကောင်းပြီးအားသာစီပါတယ်အချိုးပိသောအရက်ဟာအရှိမြောက်တောင်ရက်ဖြစ်ပါတယ်စန်တီယာအရက်ကတော့တောင်ဆူဆူအရက်ဖြစ်ပါတယ်ဒါကလည်းမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ဟလာအရာရာကိုတတိထားစီနေရမှာတော့ မိတ်ဆွေတို့နဲ့ငွေကြေးနဲ့ပတ်သက်သောအရာရှိတာငှားတာလေးတွေမှာသတိပြုဆင်ညပေးရန်လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့အိမ်လွေးရေးကိစ္စအရှေ့ရေးကိစ္စတွေမှာငွေကုန်ကြေးကြများရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့ငွေကြေးနဲ့ပတ်သက်ရင်ဇာငယ်ကိုအံ့ရင်လည်းအထားလို့ရပါတယ်။ကောင်းပြီ။ဆိုတော့မိတ်ဆွေတို့အဆက်ဆက်အရာအဆင်ပြေအောင်မြင်စေရန်အတွက်အရေးကြီးသောကိစ္စတွေကိုပြုမှုတဲ့အခါ ဂျာဇာပရိသသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတွေကံရဲ့အားနည်းမှုကိုရရှိတတ်သောလာဖြစ်တဲ့အတွက်တော့သတိပြုစင်ကျင်တာမျိုးဂျာဇာပရိနေတွေမှာအရေးကြီးသောဆောင်တာလုပ်ငန်းတွေကိုသတိထားစင်ကျင်လှုပ်ဆောင်ရလိုအပ်သောလာဖြစ်ပါတယ်။ဒါအပြင်တောက်ကြသသမီးမိစေတို့အနေနဲ့ဒီတလတာတော်အတွင်းမှာမိမိတို့ရဲ့နော်ဟိုစနလိုကကန်ဆာတာတက်စီရန်အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်တဲ့အခါမှာအဆက်ဆက်ရရအောင်မြင်စင်ပြည်စီရန်တို့မိစေတို့ရဲ့နော်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြလို့ရှိရင်မိမိတို့အနေနဲ့ အရှိဘက်အရက်ကိုမျက်နာမူပြီးတော့အရဟံသိတိဘဂဝါအောင်ဆိုပြီးတော့အဲ20နဲ့ခုနှစ်ခေါက်တိတိရွတ်ဆိုပြီးတော့မိမိတို့ရဲ့လူရာကိစ္စကိုပြောဆိုဆောင်ရွက်အောင်မြင်တိုးတက်ကံကောင်းစီမှာအတေကြပဲဖြစ်တယ်။ဒါကပြင်တောက်ကြတော်မိမိစုတွေဒီတလတာလုံးမှာအဆက်ဆက်ရရကံကောင်းစီပြီးအောင်မြင်မှုတွေအစဉ်ပြေမှုတွေရရှိစေရန်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းဖတ်စီဖို့အတွက်ဆိုရင်မိမိတို့ရဲ့ဂုံပစ္စည်းတွေကိုဆရာတို့ ဖုံအားကြိုးလေးတစ်ချောင်းနဲ့သို့မဟုတ်ရင်မီးကြိုးလေးတစ်ချောင်းလက်စစ်မီးကြိုးလေးတစ်ချောင်းနဲ့ဖြစ်စေအာဝါယာကြိုးလေးတစ်ချောင်းနဲ့ဖြစ်စေမိတ်ဆွေတို့ရဲ့ကွန်ပျူစီတွေကိုထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းဟာမျိုးဟာမိတ်ဆွေတို့ရဲ့ကွန်ပျူစီရဲ့အယောင်အတွက်အယောင်ထွက်သွားစီမှာအတိကြပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီရန်အတွက်ပြုလုပ်ရမယ့်ရေရာမပြောမီမှာဇာငင်နာမပေးတဲ့မိချင်းရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်း7902904116မှာဖြစ်စေ WhatsApp Telegram Viber မှာဆက်သွယ်မေးမြန်းနိုင်ကြောင်းထပ်လောင်းပြောကြရင်းနဲ့ တောက်ကြသာသမီမိတ်ဆွေများဒီတလတာတော်တွင်မှာအဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကအားကောင်းစေရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဈေးဆိုင်အမြင့်တနေရာတင်းတင်းလျောက်ပတ်တဲ့နေရာအမြင့်တနေရာမှာစပွဲတစ်ခုပေါ်မှာဖြစ်စီတထောင်နံလေးတရွက်ကိုမှောက်ပြီးတင်လိုက်ပါတထောင်နံလေးတရွက်ကိုမှောက်ပြီးတင်လိုက်ပါမှောက်ပြီးတင်ပြီးတော့အပေါ်မှာငါးတက်တာဘူးလေးအစ်တတဘူးတင်ပါငါးတက်တာဘူးလေးအစ်တတဘူးတင်ပါတင်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ အဲတထောင်တန်လေးတရက်ကိုမှောက်လိုက်အပေါ်မှာငါးတရက်ကူလေးတခုအစ်တင်တင်ပြီးတော့အပေါ်မှာဖျောင်းနိုင်အစိမ့်အောင်လေးတတိုင်းတင်ထွင်းခြင်းအားဖြင့်မိတ်ဆွေတို့ငွေကြေးကံကောင်းပြီးအောင်မြင်မှာအသေးစားပဲဖြစ်တယ်ချက်ပြန်ပြောပြပါမယ်တထောင်တန်လေးတရက်ကိုမှောက်ပြီးတော့အစိမ့်အောင်ငါးတရက်ကူအစ်တင်တခုတင်ပြီးတော့ အစိမ်းရောင်ပြောင်းနိုင်တဲ့တိုင်တင်ထွင်းခြင်းအားဖြင့်နေ့စဉ်ရမပြတ်ပြုလုပ်လို့လည်းရပါတယ်။ဒါဆိုရင်ပိတ်နေတဲ့လက်တွေပြင်ဝင်လမ်းပြီးအဆက်ဆက်ရအစင်ပြအောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်တောက်ပြသားသမီးမိတ်ဆွေတွေအားလုံး2025 17လပိုင်းအတွင်းမှာတက်နေတဲ့ဘူးလောက်ဝင်ဖြိုးလို့ယဒနာစိန်ကြောက်ဆယ်တောက်တိုင်းကစားနိုင်လို့ဒုပိတ်တန်တရသတ်တန်တရယောဂကန်တရဆိုတော့ကကြီးသုံးပါးကနေကင်းဝေးကြပါစေကြောင်းကျွန်တော်ကဆူတောင်းမြေတာထောပနာ ပြုသအပ်ပါတယ်။တခုလောက်ပြောခြင်းသေးပါတယ်။ဆရာရှင်မှာ2020 ငါးခုနဲ့ဆက်ရလာပိုင်းဆိုဆရာတောင်ကြီးဟောကမှာရှိပါမယ်တောင်ကြီးဟောကမှာရှိမယ်ဒါအပြင်မိတ်ဆွေတို့နေနဲ့ဆရာကအဲရွှေရောအိဆက်တရားမိတ်ဆွေခိုင်းတော်ဝင်ဆရာဖေကဘေယောကကူလာ20ကျော်ပြီဘေဒင်တော့မဟုတ်ဘေယောကပဲကူလာအဲ့တော့ဆရာပူဇော်ပွဲရှိပါတယ်အဲ့တော့ဆရာဆရာပူဇော်ပွဲရှိတာကိုဆရာတို့ချစ်ကြင်ရှိပြီမနက်ပိုင်းကျတော့ဘုန်းကြီးတွေတန်ခါတွေနဲ့အဲငါးပါးနဲ့ကပ်နေ့လယ်ပိုင်းကျတော့စီးတွေပါလေးပေါက်ပေးပေါ့နော်ဆရာပူဇော်ပွဲပေါ့အဲ့တော့မနက်ပိုင်းနေ့ကနေပြီးတော့ဟလာမနက်ဘုန်းကြီးတွေကိုဟလာမနက်9:00ကြီးဆုံးကပ်ပြီးတာနဲ့နေ့လယ်2:00အထိကိုကြိုက်တဲ့သူလား အဝစားလို့ရပြီးတော့အလူခံထဲဝင်နေတီးခံရမှာလို့ပါတဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီကြပါတယ်အဲ့ဒါကြောင့်မလို့လာလို့ရပါတယ်လို့ပြောရင်ကျေးဇူးတင်ပါတယ်အဆက်ဆက်ရအောင်ပြပါလိမ့်